ဆရာပိုကင်းရှစ်ပါးဆိုတာအဲ့ဒါပိုကင်းရှစ်ပါးဆိုတာမဲမဲမဲကင်းရှစ်ပါးကိုပြောတာလားဆရာဟုတ်ပြီမဲကင်းရှစ်ပါးဆိုတာကပွားများမှုတွေရှိတယ်ပိုကင်းရှစ်ပါးဆိုတာကပွားများမှုကုန်ဆုံးပြီးတော့နေတာအာမထုတ်ပဲနေတာပေါ့မဲကင်းရှစ်ပါးအလုံးကြီးနဲ့အဲအလုံးကြီးနဲ့နေစေတသိက်ဟုတ်တယ်အလုံးကြီးနဲ့စေတသိက်မဲကင်းရှစ်ပါးဆိုတာပွားများတဲ့စေတသိက်အဲဒါအလုံးကြီးနေပြီပေါ့တဲ့ ခန္ဓာဆုံးနဲ့နာဆုံးနဲ့အလုပ်တွေရှိပါတယ်ဟုတ်ဆရာ29ပါးသောစေတသိက်တွေကလည်းအလုပ်ငိမ့်နဲ့စေတသိက်လို့ပြောတာဆိုတော့အဲ့ဒါဟာပုံကင်7ပါးနဲ့အတူတူပဲပေါ့ဟုတ်တယ်အတူတူပါပဲအဲ့ပုံကင်7ပါးကိုတွေ့ထားတာပဲ29ပါးလို့36စိတ်တို့ဆိုတော့အဲ့ပုံစိတ်တွေကိုဖတ်ဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအတိကတစ္ဆာလွတ်တဲ့ညာကိုသိဖို့သားနဲ့လိုရင်းဖြစ်ပါတယ်ဟုတ် 29ပါးထဲမှာဘူ9ပါးရယ်အိန္ဒိယရယ်နောက်တခြားသမပဋ္ဌာန်ရယ်နောက်ပါးရယ်ပါဘောဇဉ်9ပါးရယ်ဟုတ်တယ်သောရန်၄ပါးသီပဋ္ဌာန်၄ပါးအဲတတိတတိပဋ္ဌာန်၄ပါးဟုတ်တယ်အဲ့ဒီ39ပါးရယ်အဲ့ဒီ7ပါးနှုတ်လိုက်29ပါးကျန်တယ်အဲ့ဒါကိုပဲမေးနေကြတာပေါ့အဲ29ပါးဆိုရေတွက်ပြတာပါအဲ့ဒါကြီးအဲ့ဒီရေတွက်တွေ သိရင်တော့အသေးစိတ်လိုက်ကြပါအဲ့ဒါတွေမသိလဲဘာမှတော့မဖြစ်ပါဘူးဒါကျွန်တော်တို့ကဘာကြောင့်ဒီလို29ပါရှိတယ်ဆိုတော့အနိစ္စဆုံးတော့ကျွန်တော်တို့ကဖွင့်ပြတာပေါ့သဘောတရားအလုံးကအဲ့ဒါကိုစိတ်ဝင်စားကြတယ်သိရင်ကြတယ်ဒါကတော့ဟိုကျွန်တော်တို့ဒီအဓိကအကြောင်းတော့မဟုတ်ဘူးအဓိကအကြောင်းကဘာလဲသစ္စာလေးပါးကိုတပြိုင်တည်းမြင်ဖို့သာလေကျွန်တော်တို့အဓိကအကြောင်းပဲသစ္စာလေးပါးတပြိုင်တည်းမြင်ပြီဆိုကျွန်တော်အလုံးကြီးနိုင်တယ်မနေနိုင်ဘူးလားဟာနေနိုင်သွားပြီလေနေနိုင်သွားပြီ အလုံးကြီးနဲ့နေနိုင်ပြီဆိုရင်စိတ်က29အမို့2300ကျောင်းရှိလဲပြဿနာမရှိတော့အဓိကတော့ကျွန်တော်ကဘာလဲဆိုတော့ဟလာဒီအလုံးကြီးနာနေနိုင်ဖို့အဓိကပဲတကယ်တမ်းကျတော့ဒီအာရမနိကကိစ္စတွေဟာအရာရဲ့အရာတွေပေါ့ပြိတ္တမီတဲ့ပဒရဟန္တာရဲ့အရာတွေပဲကျွန်တော်တို့ကတော့ဒါကျွန်တော်တို့ကဒီဝိမုတ်တိနဲ့သွားနေတဲ့အတွက်သာရည်တွက်ပြတာဖြစ်ပါတယ်သဘောတရားဟုတ်ဆရာဝိပဿနာတမာဒိဋ္ဌိဆိုတာပိုင်းခြားသိတဲ့ဉာဏ်လို့ပြောတယ် ဝိပဿနာသမထေရီအစစ်ကခန္ဓာမရှိတာသိတာဝိပဿနာသမထေရီဆိုတာဘယ်ခန္ဓာမရှိရလဲဆိုတော့ဥပနိုင်ခန္ဓာမရှိတာသိတာဝိပဿနာသမထေရီဆိုတာသူကလည်းပိုင်းခြားတာပဲဟုတ်အဲ့အစရာဟုမဟုတ်အဲ့သူကခန္ဓာစွန့်နဲ့တဏှာစွန့်နဲ့သူကနိဗ္ဗာန်တော့မမြင်သေးဘူးသူကအာထုမမရှိမှလို့ပဲသိကြတာအာမထုတ်ရင်ရှိတယ်ဆိုတော့အတွေးကိုသူမှရှိနေတယ်အစင်းမရှိဘူးမသိနိုင်ဘူးဒါကြောင့်မလို့တာဟုတ်ဝိပဿနာသမထေရီလို့ပြောတာဖြစ်ပါတယ်ဟုတ်ဆရာအဲ့ဒါဟို ။ဩစာတတိပဋ္ဌာန်မှာဆရာနမရူပပရိစေရာညာအစဉ်ရှိတယ်လို့ပြောဟုတ်တယ်လေဒါကနမရူပပရိစေညာဆိုတာနာယုကိုပိုင်းခြားသိတဲ့ညာပဲဟုတ်လားနာယုကိုပိုင်းခြားပြီးတော့မှကျွန်တော်ပြောနမတိကနမရူပပရိစေညာနမနိကဟိပိစေညာနမသုံးကဥဒ္ဒပယညာအဲ့မှာမှဘေခန္ဓာကိုညွှန်းတာလဲဆိုတာအဲ့မှာပါပြီးသားလေဣရုပိစေညာဆိုတာဘေခန္ဓာရဲ့အကြောင်းအကျိုးလဲတကယ်ယုံနိုင်ရဲ့အကြောင်းအကျိုးကိုပြောတာလားဥပနယခန္ဓာရဲ့အကြောင်းအကျိုးကိုပြောတာလား တော့ဥပါဏခန္ဓာရဲ့အကြောင်းကျိုးပြောရလေးဆင်ပါအရာဟုတ်တယ်မလားဟုတ်ကဲ့ဝိဇ္ဇာဝိဇ္ဇာပြည့်စရာသင်္ခါရဆိုတာတကယ်ခန္ဓာရဲ့ဖြစ်ကြောင်းလားအာယုံဥပါဏခန္ဓာရဲ့ဖြစ်ကြောင်းလားအာယုံဥပါခဏခန္ဓာရဲ့ဖြစ်ကြောင်းဟုတ်အဲအာယုံဥပါဏခန္ဓာဖြစ်ကြောင်းလေဒါပြင်ဖြစ်ပြမှတ်ခိုင်းတာဘယ်ခန္ဓာကိုမှတ်ခိုင်းတာလဲဥပါဒณะခန္ဓာကိုပဲမှတ်ခိုင်းတာအဲဥပါဒณะခန္ဓာကိုပဲမှတ်ခိုင်းတာဖြစ်ပါတယ်ဒါဆိုရင်ပိုင်းခြားတာပါပြီးသားလေဒါအဲ့ဒီဟာအဲ့ဒီဟာတွေရဲ့ဥပါဒณะခန္ဓာရဲ့ဖြစ်ပြတွေကိုမှတ်တယ် ဥပ္ပနကနာရဲ့တာမုဒ္ဒဆိုရရရှင်းပါတယ်ခန္ဓာမရှိတာတိရဥပ္ပနသမာဓိတိအတိအကျပြောပါဆိုရင်တော့ဥပ္ပဒနအာယုဥပ္ပနကနာမရှိတာတိတာဝိပဿနာသမာဓိတိဖြစ်ပါတယ်ဒါပေမဲ့ तू ကတော့သတိထားပြီးတော့သတိနဲ့မရှိဘူးမရှိဘူးလို့မှတ်နေရတယ်လောက်ဆိုရမလားဆရာမကြီးဟုတ်ပါကျေးဇူးပါပဲဆရာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါသာသနာ့မှာအခက်ကြီး၄ပါးရှိတယ်ဆိုတော့နံပါတ်၁ကဘာလဲဆိုတော့ လားတတ္တမစိတ်သုံးတာသိဖို့ခက်တယ်။အမှတ်နှစ်ကဇာတိသိဖို့ခက်တယ်။နံပါတ်3ကဟလားပြိစ္ဆာသမုပ္ပါသိဖို့ခက်တယ်။နံပါတ်4ကအရိယသစ္စာသိဖို့ခက်ပါတယ်။အဲဒါသာမာဒီဘက်လမ်းကသွားတဲ့ပုဂ္ဂိုလ်တွေအဲ့၄ခုလုံးကတစ်ခုမှမသိနိုင်ပါဘူး။အဲတော့ဘယ်အချိန်မှသူတို့စသိမလဲဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးမှတတ္တမစိတ်သုံးတာလေးစပြီးတော့သိရမှာသဘောတရားနော်။ဒါမှမဟုတ်အဲဖြစ်ပြဆုံးလို့ဆိုတော့လေတော့ကြိုးစားယူရတာဖြစ်ပါတယ်။ ဒါမှမဟုတ်လားတကယ်ဒီဘာဝကြကြသိဖို့သာသနာမှာအဲ့အခက်ကြီးကိုလွယ်ကူဖို့ဆိုရင်ဘာကြောင့်ဒီသာသနာမှာအခက်ကြီးလေးခုဖြစ်တာလဲဆိုတော့သတိပင်လမ်းကသွားတဲ့အတွက်သတိပင်လမ်းကသွားတဲ့အတွက်အဲ့အခက်ကြီးလေးခဲ့လုံးကအကုန်လုံးတင့်နေကြတာဖြစ်ပါအာစာရကံမြောဓမ္မာလမ်းကသွားတဲ့ပုဂ္ဂိုလ်များရဲ့အခက်အခဲပဲဖြစ်ပါတယ်။အပ္ပစကံမြောဓမ္မာလမ်းကသွားကြတဲ့တစ္ဆာကိုသိမြင်ပြီးတော့ ဟလာရှောက်ကြတဲ့ပုံစံများတော့အဲ့အခက်လေးခုလုံးဟာအမတန်မှလွယ်ကူတဲ့အရာဖြစ်ပါတယ်။ဒါမှမဟုတ်ဘုဆရာပြောတဲ့လက်ကိုလောင်းကိုထမ်းပြီးသွားတဲ့လမ်းကမသွားကြပါနဲ့။အလောင်းသေးနဲ့လမ်းကသွားကြပါဆိုတာအပ္ပစရအပ္ပစရကံမျိုးဓမ္မလမ်းဖြစ်ပါတယ်။အဲ့အပ္ပစရအပ္ပစရကံမျိုးဓမ္မလမ်းဆိုတာသစ္စာ၄ပါးပေါ်မှာသစ္စာဉာဏ်၊ကိစ္စဉာဏ်၊ကတဉာဏ်သိမြင်ပြီးတော့သွားကြတဲ့လမ်းကတော့အဲ့အခက်အခက်ခက်ခဲဆုံးဖြစ်တဲ့သာသနာတော်မှာဘုဆရာကြီးပြောခဲ့တဲ့ဟလာ အခုမိုးကိုရေးတာကျုပ်မှာရှိပါတယ်ကြောက်စာကြီးနဲ့ရေးတာလေသာသနာရင်သာသနာတော်ရင် အခက်ကြီးလေးခဲဆိုပြီးတော့ဘယ်သာသနာအတွက်ခက်ခဲရလဲမေးသီဗြန်သာသနာအတွက်ခက်ခဲကြတဲ့ခက်လေးခဲဖြစ်ပါတယ်ဒီဘက်ကသစ္စာသာသနာသွားကြတဲ့ပုဂ္ဂိုလ်တွေအဲ့အခက်လေးခုလုံးကလွဲကူပါတယ်နံပါတ်1တတ္တမဆွေသုံးနေရတာဘယ်အချိန်မှသိလဲကျွန်တော်တို့ကျွန်တော်အများအားပြောတယ်ဒီအခုနောက်ပိုင်းတရားပြောတဲ့အချိန်မှာအဲ့ဒါကျွန်တော်တို့တရားတွေကိုအရမအရမနဲ့ဆွဆွဲနေကြတယ်ပြောတဲ့လူတွေလည်းကျွန်တော်တို့ကအပြည့်အစုံမပြောပါဘူး လားသူတို့ရဲ့သဘာဝတွေဟုတ်လားမသိတဲ့လူကတော့လမ်းလမ်းမှာမျက်စိမမြင်တဲ့လူနဲ့မြင်တဲ့လူနဲ့လာရင်မြင်တဲ့လူကတော့တိုက်မှာပဲဒါနိယာမှာပဲဒါမှမဟုတ်တတ္တမစိတ်သုံးနာသိဖို့ခက်တယ်အဲတော့ဓမ္မနှစ်ခုရှိတယ်တကယ်ဖြစ်ဖြစ်တဲ့ယုံနာနဲ့အခုသင်ရတဲ့ဗိဓမာတွေနဲ့အကုန်လုံးသင်ရတဲ့ကြတော့လူတွေကဘာတွေဆွဲလဲဣဒ္ဓာတွေသွားတယ် ဝိဓမ္မာသင်္မာမဟုတ်ပါဘူးရေးသားတွေမှာသွားတော့လည်းပဲဟလာတရားမှခန်းတဲ့အခါမှာပါရင်မှခန်းလဲဆိုတော့သကုကြီးနဲ့ဒီပါဝင်နဲ့တိုက်တယ်ဟလာမြင်ခန္ဓာ၅ပါးပေါ်တဲ့ဖြစ်ဖြစ်ဟလာနာကြီးယုံနဲ့တရယုံနဲ့တိုက်တယ်ဈာခန္ဓာ၅ပါးပေါ်တဲ့ဖြစ်ဖြစ်ဆိုပြီးတော့အဲ့တော့တကယ်ဖြစ်ဖြစ်တဲ့ခန္ဓာတွေလို့ထင်သွားရောပေါ်တယ်ရေးသားသွားတဲ့လူကလည်းတကယ်ဖြစ်ဖြစ်တဲ့ခန္ဓာတွေမှတ်နေရလို့ထင်တယ်စာတင်လိုက်တဲ့လူအကြောင်းလဲအော်နောက်ဆုံးဟလာစာရီတက်သွားပြီးတော့မှ ဒါဒီဘက်ကအာယုံလို့ပြောရင်အာယုံဆိုတဲ့တရားကိုသူကဟိုကလေးကစားသလိုဖြစ်နေကြတယ်ပေါ့လေနော်တောင်းလို့ဓမ္မနှစ်ခုရှိပါတယ်ဟလားပြိဿသမုပ္ပါတိကိုခက်ခဲတယ်ဆိုတာတန်လျာတိကိုခက်တယ်မဟုတ်ဆိုပဲကျွန်တော်တို့ဆိုရင်နှစ်ပေါင်းအကြိုက်ရှင်းလာတဲ့ဥနော်တိုင်းမှာမပေါင်းဟလားပြိဿဗန်ခန္ဓာပြိဿသမုပ္ပါတိရမယ်သူသူမာခဲ့တာလေအမတန်းမှဒီလမ်းမှန်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီပြိဿဗန်ခန္ဓာပြိဿသမုပ္ပါလို့ခေါ်တဲ့တန်လျာလို့ခေါ်တဲ့ ဟုတ်လားအဲ့ဒီပိဿသမုပ္ပါကိုမတိသေးရင်လည်းပဲဘလို့နည်းနဲ့မှတန်တရားလေးကမထွက်နိုင်ပါဘူး။ဒါအမတန်မှအရေးကြီးတဲ့စကားဖြစ်ပါတယ်။တန်တရားမတိတဲ့မိတိလူနဲ့ပြန်မှာသတော်မဆို။တန်တရားလေးကရောင်မှားပြီးထောက်ကမရှိဘူး။ဒီအပြင်ပြောတော့တန်တရားဆိုတာသစ္စာပါပဲ။သစ္စာမတိဘဲနဲ့ဒါသုမသစ္စာဒုက္ခသစ္စာရဲ့လေပတ်နေပုံကိုပြောတာပဲ။အဲဒီသုမသစ္စာဒုက္ခသစ္စာရဲ့လေပတ်နေပုံကိုတန်တရားလို့ပြောတယ်။အဲ့သစ္စာလည်းပဲပုရုဒ်သစ္စာနဲ့မရဘူး။ပရိယတ်တိသစ္စာနဲ့မရဘူး။ ပြိပတိလုံနေစလဲအဲ့ဒီစာလေးမသိနိုင်ဘူးပြိဝိရသာသနာရောက်မှသာလဲအတမရိယရိယသစ္စာနဲ့ဒုက္ခရိယသစ္စာတို့သိပြီးတော့မှသန္ဒရာလေပတ်ပုံကိုသိခွင့်ရမှာဖြစ်တယ်အဲ့သန္ဒရာလေပတ်ကိုသိမှသန္ဒရာရဲ့ထွက်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့ပိစ္ဆုပန်ခန္ဓာပရိစ္ဆေသမုပ္ပါဒ်သိအောင်လုပ်ပါလို့ပြောတယ်ပိစ္ဆုပန်ခန္ဓာပရိစ္ဆေတော့ဘာမှလည်းမသိဘူးကျွန်တော်တို့အဲ့တော့အခုယုံနာနှစ်ခုရှိတဲ့အထဲမှာဟလာအဲ့ဒီ ခုဒီနေ့ပဲအမောင်50လေး50ကိုတင်လို့လဲပြောတယ်ဓမ္မတံဘောအမောင်ဆိုတော့အဲ့ဓမ္မတံဘောအမောင်ထဲမှာကျွန်တော်တို့ကနေ့20အားလို့နေ့20လုံးလုံးအဲ့အမောင်ထဲနေခဲ့ရတယ်ဘလောက်ဝမ်းနေကြကောင်းလဲဆိုတော့ဘုရားဆိုရေးအများန်းပြောပါတယ်မင်းတို့ဓမ္မပြပြဓမ္မပြတာပဲပုဂ္ဂိုလ်တော်မဟုတ်ပါဘူးဒီဘက်ကနားကြဘက်ကထွက်သွားဘုရားတော်မဟုတ်ဆိုရဲအဲ့ဒီအတိလေးကိုတောင်မှနှစ်20အထုတ်ခဲ့တယ်ကျွန်တော်တို့ဒီဟလား ဥဒ္ဒရာမဟုတ်တာအာယုန်တွေပဲဓမ္မတွေပါလို့နားလေခွင်လုံးဝမရခဲ့ပါဘူးဒါကြောင့်မလို့ပုဂ္ဂိုလ်တော်ကစိတ်သုံးနေပါတယ်ဆိုတော့ဓမ္မတံမောအမှောင်ဖြစ်တယ်အဲ့ဓမ္မတွေကပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့နားလေခွင်မရတာအာထုံနေတဲ့ဟလာသတိပ္ပံကိုအာထုံနေတဲ့ဒီပြည့်လူတော်မပြောဘူးကျွန်တော်တို့ကိုယ်တိုင်ဒီပြင်အဲ့အာယုန်ယုံနံတွေကပုဂ္ဂိုလ်တော်မဟုတ်ပါဘူးအဲ့ဒါတွေကဓမ္မတွေပါလို့နားလေခွင်မရှိခဲ့ပါဘူးဒါကိုယ်တိုင်ဖြစ်စဉ်သူများဖြစ်တာမပြောဘူး ဘယ်မောင်ထဲမှာကျွန်တော်တို့နေခဲ့လဲဆိုဓမ္မတံမော အမောင်ဆိုရဲတရားကိုတရားမှမသိတဲ့အမောင်ကြနေတဲ့ပုံပုံတွေထဲမှာအာထုတ်ရင်းတဲ့ကိုနှစ်20လောက်နုံနေနေခဲ့ရပါတယ်ကျွန်တဲ့လူတွေတော့ပြောတတ်မှာပေါ့လေအဲဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့ဒီဓမ္မကိုအလင်းအောင်မပေးနိုင်လို့ဟာသစ္စာတွေကိုပိုင်းခြားပြီးတော့မဟောနိုင်လို့အဲ့ဒုက္ခတွေကိုခံစားကြတာဖြစ်ပါတယ်အလာဟုဓမ္မဆိုတာဘာလဲကျွန်တော်သိသွားပြီဒါမှမဟုတ်ကျွန်တော်ခဏခဏရွတ်ပါတယ် ယောဓမ္မပတ္တိသောပြိဿသမုပ္ပန္နပတ္တိဟလားယောပြိဿသမုပ္ပန္နပတ္တိသောဓမ္မပတ္တိအကျဉ်သူသည်တန်လျာကိုသိရင်အကျဉ်သူသည်ဓမ္မကိုသိတယ်အကျဉ်သူသည်ဓမ္မကိုသိရင်အကျဉ်သူသည်တန်လျာသိရဆိုပါဠိတော်ကျွန်တော်မဟုတ်သာသနာမှာဆရာပြည့်ရွတ်တဲ့ဟာတွေကိုကျွန်တော်တို့နားနဲ့ဟလားကြည်ပန်များစွာကြားခဲ့ရပါတယ်ကြားခဲ့ရပေမဲ့ဓမ္မသီလမင်းမသိပါဘူးအဲ့ဒါပါအဲ့ဓမ္မဆိုတာဘာလဲဆိုရပြဿနာဒီနေ့ချိန်ထိ ယုံရင်ဆံကဖြစ်စေတာဖြစ်ပါတယ်အလားဥတော်တော်များများဓမ္မဆိုပါလဲဆိုတော့ဟလာတကယ်ဖြစ်ဖြစ်တဲ့ယုံနံတွေဟိုဟောကြရှုကြမှတ်ကြအဲဒါတွေကိုဟလာပွားကြနဲ့လှုပ်လာခဲ့တဲ့ခါကျတော့တကယ်ဖြစ်ဖြစ်တဲ့ယုံနံတွေကိုပဲဓမ္မလို့ကျွန်တော်တို့ထင်နေကြတယ်အဲ့ပြဿနာလေးရှင်ရှင်ဒီရှင်းလို့မရအဲ့ဒီအခက်အခဲကြောင့်ပဲအဲ့ဒီတကယ်ဖြစ်ဖြစ်တဲ့ယုံနံတွေကိုရှုမှတ်ပွားများနေရပါတယ်တကယ်ဖြစ်ဖြစ်တဲ့ယုံနံအကြောင်းတွေကိုစာပေမှာလည်းသင်ပါတယ်အဲ့ဒါတွေပဲကြက်မှတ်ခဲ့ရပါတယ်ဘာလို့လဲတကယ်ဖြစ်ဖြစ်တဲ့ယုံနံတွေကိုရှုမှတ် ပွားများပါတယ်ဆိုတော့အဲ့ပြဿနာကပဲအဲ့ဒါတတ္တမစေတုံးနာကိုသိမမရတော့တာ ဖြစ်ပါတယ်အရိယတစ္ဆာဖြစ်တဲ့အရိယတစ္ဆာတွေလည်းသိဖို့မရတော့တာဖြစ်တယ်နော်တစ္ဆာတမောအမောင်းတစ္ဆာတမောအမောင်းလည်းကြာတာပဲအတန္တရာတိလာမျိုးအတန္တရာတွေလည်းမသိတော့ဘူးအဲဒါမှလို့တန္တရာတွေမှာခက်နေတဲ့အခက်ကြီးလေးကပါလဲဆိုအဓိကပြဿနာတော့အဲ့ဒါသစ္စာကိုပိုင်းခြားသိမြင်တဲ့ ဒုက္ခသစ္စာပိုင်းခြားသိမြင်ပြီးတော့အရိယသစ္စာတွေသိခွင့်မရသေးမြကလပ်ပတ်လုံးအဲအဲ့ဒီဓမ္မတံဘောအမောင်နဲ့လည်းရောက်မယ်သစ္စာတံဘောအမောင်နဲ့လည်းရောက်မယ်နိဗ္ဗာန်တံဘောအမောင်ဆိုတော့အဆိုးဆုံးပေါ့နိဗ္ဗာန်ဆိုတာလည်းမသိတော့ဘူးဘယ်ထဲကစအမောင်ကြလဲဆိုဓမ္မဆိုတာကအမောင်စကြတဲ့နေရာပဲလူတို့ရဲကြတာမဟုတ်သာသနာတော်မှာတော်များများကိုကြားတယ်။ဒါမှမဟုတ်အဲ့ဓမ္မအမှောင်ထဲမှာရောက်နေတဲ့ပုံစံတွေကဘယ်တော့မှအမှန်တရားကိုပြောလဲလက်မခံလို့ရင်းစံတယ် ဟုတ်လားအဲ့ဓမ္မဆိုတာဘာလဲဆိုအာယုံကိုပြောတာဖြစ်ပါတယ်ဆွဲလန်းလို့ဖြစ်တဲ့ယုံဏတွေကအာယုံတွေပါလို့အာယုံယုံဏတွေသာလဲဓမ္မပါလို့မသိသေးမြကလပ်ပတ်လို့လက်မခံသေးမြမယုံကြည်သေးမြကလပ်ပတ်လို့တရားရှင်ဟောကြားတဲ့သစ္စာတရားတွေမသိနိုင်ပါဘူးဓမ္မတန်ဖိုးအမောင်ဆိုတဲ့အဝိဇ္ဇာဖုံးတဲ့အမောင်တွေကလည်းမထွက်ပါဘူးဘောတရားဒါတော့မလို့ဓမ္မဆိုတာအာယုံပါလို့နားလဲဖို့တကသစ္စာတိပီတန်တရာတွေကထွက်ရှင်ကြတဲ့ပုဂ္ဂိုလ်များအားလုံးဓမ္မဆိုတာအာယုံ ်သူမာလို့မိမိကိုယ်ကိုမိမိရဲရင်ဆိုတာမကြွေးကြော်နိုင်တယ်မြတ်အဲ့ပုဂ္ဂိုလ်ကဓမ္မတာဘောအပေါင်းထဲမှာပဲရှိနေမှာဖြစ်ပါတယ်။ဒါမလို့ကျွန်တော်ခဏခဏရွေးပြတယ်တပ်ဗိဓမ္မအာမနောဉာဏဓာတုယတန်သမုကနိစ္စဓမ္မနာအာရမဏပစ္စေနာပစ္စယောလုံးစုံသောဓမ္မပေါင်းသည်အဲ့ဒါမနောဝိညာဉ်နဲ့ရှင်တွဲဖြစ်နေကြပါတယ်ပြီးတော့မနောအိမ်ကိုအာယုံအဖြစ်ကျေစုပြုနေကြပါတယ်ဆိုတော့ ပဋ္ဌံပါဠိတော်ပါအဲ့တော့ဓမ္မအားလုံးကအာယုံပဲဆိုတာမသိသေးမြတ်အဲ့ဒါအဲ့ဒီခုနကပြောတဲ့တတ္တမစိတ်သုံးနေဆိုရဲသာသနာတော်မှာခက်ခဲနေတယ်အပေလူရှင်ညာတဲ့ဒုက္ခကြီးဟာဘာကြောင့်အမောင်ကြရလဲဆိုတော့တောက်ရိစာမတွေ့လို့ပါတောက်ရိစာမတွေ့သေးမြတ်ကလည်းတကယ်ယုံနာနဲ့အာယုံနာကိုပိုင်းခြားပြီးတော့မသိနိုင်ပါဘူးအဲ့လိုမသိနိုင်သမျှအာယုံဥပါဒဏ်ယုံနာတို့သာလည်း တကယ်ဒီနာအကျင့်အပြည့်သွားသွားပြည့်စုံပါဏာကဏ္ဍပြီးတမိတုကံစားပြီးတော့ရှိတာပဲအဲအဲ့ဝဏ္ဏကဏ္ဍယူတကယ်ခန္ဓာဘာလို့လှုပ်ထားတဲ့ပြဿနာဒီနေ့သာသနာတို့ကအမောင်ကြနေတယ်ဘာအမောင်လဲဆိုတော့ဓမ္မတံဘောအမောင်ပဲဖြစ်ပါဓမ္မကိုမသိတော့ဓမ္မကိုမသိတဲ့အတွက်ဘလောက်ပဲကဲတင်ခြင်းကဲတင်ခြင်းကဲတင်တဲ့လက်ကိုရိုက်ချဖို့ပဲစဉ်းစားတော့မှကဲတင်တဲ့လက်ကိုကျေးဇူးတင်စရာပြုမင်းဒါကြောင့်မလို့ဟလာဓမ္မဆိုတာအာယုံမလို့သိပြီဆိုရင်အဲ့အာယုံမှာ နိတ္တနာစီဝလွယ်လွယ်လေးအာယောပုဂ္ဂိုလ်တော်မဟုတ်ဘူးဒါလေးပဲမပါဘူးဒါကြောင့်ပါမပါဘူးစေတနာမပါဘူးနိတ္တအသက်မပါဘူးနာနာစီဝဒါအာယုံအရေးအာယုံအရေးဆိုတာဒါလေးပဲမပါတာဒါကြောင့်ပါမပါတာအရေးကလွယ်ပါရှိဒါတော့အခုမြန်လဲအရေးအရင်တော့မြန်လဲအရေးတင်ကနီလာမှာလဲအရေးပဲကွာဒါပုဂ္ဂိုလ်တော်အစင်မဟုတ်ပါဘူးလို့မသိသိမြကလပတ်လုံးဘယ်သူမှဓမ္မတံမောအမောင်းတဲ့ကနေမလွတ်နိုင်ပါဘူးတော့ဗျာနော်အခုဒီမှာကျတော့ ကျွန်တော်စတင်ကလေးကဒုက္ခသစ္စာပိုင်းခြားပြီးဥပနာခန္ဓာအာယုံမှာလို့စပြီးတော့ပြောတဲ့အတွက်ဓမ္မဆိုတာတည်သွားပြီးအာယုံဆိုတာတည်သွားရင်အဲဓမ္မတံမောအမောင်းနဲ့လွတ်သွားဓမ္မဆိုတာပုဂ္ဂိုလ်တာမဟုတ်ဘူးအာယုံနေပဲအရှင်နေမဟုတ်ဘူးအသေးသေးပဲကွာလို့တည်လိုက်တဲ့ကွာအဲအဲ့ဒါသစ္စာတံမောအမောင်းလည်းပဲလင်းသွားတာပဲလွယ်လွယ်လေးတွေဖြစ်သွားတာပဲအဲ့ဒါတန်တရားတိဘုခတ်တယ်တန်တရားတိဘုခတ်တယ်ဆိုခဏခဏပြောတယ်ဆိုတော့တန်တရားဘာကြောင့်တိဘုခတ်တာလဲဆိုတော့အာယုံမှမတည်တာ ဥပ္ပန္နခန္ဓာမသိရတန်ရဘလို့သိမှာလေခရခရကျွန်တော်ရွတ်ပြတယ်ပိစ္ဆာနံခန္ဓာနံသာသနာနုလောမိကခန္ဓာပြိလပရိဥပ္ပန္နခန္ဓာ၅ပါးကိုတန်တရာလို့သိမယ်ဆိုရင်သစ္စာနဲ့လျော်ရဲ့ဉာဏ်ရယူနိဗ္ဗာန်ရလိမ့်မယ်ပိစ္ဆာနံခန္ဓာတာနိယောဒံအတန္တရာနိဗ္ဗာန်နန္ဒီဥပ္ပန္နခန္ဓာအစဉ်မရှိဘူးဆိုရင်တန်တရာရတဲ့နိဗ္ဗာန်ကိုတမတ်တဲ့နိယမမဲ့ဉာဏ်ဖြင့်ပြမောက်ပြီးမြင်နိုင်ပါလိမ့်မယ်စာပေမှာတရားဝင်ခရဝကတာကိုပါဠိတော်တော်လေးစေအဖွင့်တရားဝင်ဒီပါဠိတော်ရှိနေတာပဲသဘောလေးနော်အောင်လို့ တန္တရာဆိုတာကိုကျွန်တော်ပြောတယ်အာယုံမှာယုံနေရှိရဆိုရင်လိဒါတွေရှင်းနေမယ်ဆိုရင်အဝိဇ္ဇာလည်းရှိတယ်တဏှာလည်းရှိတယ်ဒုက္ခလည်းရှိတယ်အဲဒီဒုက္ခတွေကအာယုံကဒုက္ခတွေကအာရမဏိကမနောဝိညာဉ်တွေကိုရောက်ပါစီလို့ဆူတောင်းတာမဟုတ်ဘူးအာယုံမှာယုံနေရှိတဲ့ဒုက္ခရှိတယ်ဆိုရင်မနောတဲ့ဟုဒုက္ခအနန္တပစ္စည်းောင်းနဲ့ပို့ပါတယ်တမန္တပစ္စည်းောင်းနဲ့ပွင့်ပါတယ်ဘုရားရှင်ကဘာကြောင့်ဘုရားလို့ခေါ်တာလဲမေးရင်အာယုံနဲ့အာရမဏိကကြားထဲမှာရှိနေတဲ့ဒီ24ပစ္စည်းတတ္တိဆိုစွန့်ရင်ပေါ့ စွန့်20လူမျိုးတပည့်ညဉ့်ကြီးနဲ့ဖော်ထုတ်သိမြင်သွားတဲ့အတွက်ဟလားတပည့်ညူလို့ကျွန်တော်တို့ဆုံးဖြတ်ကြတယ်။ဒါမလို့အဲ့ဒုက္ခတွေကအာယုံမှာရှိတဲ့ဒုက္ခတွေကမနှောရရောက်မနှောရရဒုက္ခတွေကအာယုံရောက်အညာမညာပြစ်စရောအပြန်လန်ဆင်းရဲနေကြတယ်။ထက်ကထက်ကဆင်းရဲနေကြတယ်။ဟလားကျိန်းပါများစွာဆင်းရဲနေကြတယ်။အာသဝိနပစ္စည်းအတ္တိဟုတ်တယ်မလား။သာဇာတအတူတူကဆင်းရဲကြတယ်။ အဲယုံနိုင်ရှိပြီဆိုတော့အဝိဇ္ဇာလည်းရှိပြီဒုက္ခလည်းရှိပြီမနှောတဲ့လည်းရောက်ပြီမနှောတဲ့ကအာယုံရောက်အာယုံနဲ့ကမနှောရောက်ဆိုပြီးတော့အဲဒုက္ခတွေမိစ္ဆာတမိတွေကျင်းပန်းများစွာလက်ပတ်ဆင်းရဲကိုခံစားနေရတာကိုတန်တရာလို့ရရှိရဟောကြားခဲ့တာဖြစ်ပါတယ်အဲဒါကိုပြိဿသမှုပတ်ဆွဲပြီးဖြစ်ဆွဲပြီးရှုပ်အာမရှိတဲ့ဒုက္ခကြီးကိုအရှိထားတာဆွဲတာပဲတတရာဒေဒီနဲ့အပြုတော့ဘယ်သူဆင်းရဲလဲငါဆင်းရဲတာဆိုငါနဲ့လဲဆွဲတာပဲသဘောတရား ဒါဆွဲပြီးဖြစ်လာတဲ့ဒုက္ခတွေဟာဟလာသူကဆွဲလိုက်ပြီဆိုတော့ဟိုကဒုက္ခတွေအာယုံမှာဖြစ်လာပြီဖြစ်လာရင်မနှောရဲရောက်ပါစေလို့ဘယ်သူမှခေါ်ယူရတာမဟုတ်ဘူးခုနကပြောတဲ့ဆွဲပြီးတတ္တိယပဲမနှောရဲကိုပို့တာဖြစ်ပါတယ်ဒါမှမဟုတ်ယုံနာဒုက္ခတွေကအတ္တိပစ္စည်းဒုက္ခချုပ်တဲ့နိဗ္ဗာန်ကအတ္တိပစ္စည်းနိဗ္ဗာန်ကြက်တလောက်ရှာဒုက္ခအရှိထားတဲ့ပုဂ္ဂိုလ်ကြီးကိလေသာအရှိထားရှာတဲ့ရှိတာပဲတဲ့ပုဂ္ဂိုလ်ကြီးဒုက္ခချုပ်တဲ့နိဗ္ဗာန်မတွေ့တော့ အဝိဘကပစ္စည်းရောအကျိုးပေးရပါလေလားမလဲ။ဥနာသေးနဲ့မိဆက်တမီပဲလာပါ။အရင်ဘဝလဲဥနာသေးနဲ့မိဆက်တမီ။ဒုရတာလဲဥနာသေးနဲ့မိဆက်တမီ။နောက်ကန္နာရောင်းမယ်ဆိုလဲဥနာသေးနဲ့မိဆက်တမီပဲ။ဟောဒါမလို့ဘုရားကပစ္စည်းရော။ဟောဒုက္ခနဲ့မကင်းတော့ဘူးမနှောနဲ့အဝိဂရာပစ္စည်းရောဒုက္ခချုပ်တဲ့နေပိုင်းကကင်းကွာနေပြီဆိုပြီးတော့အဲတော့အဝိဇ္ဇာတလုံးရှိရုံနဲ့အာယုံမှာပေါ်တဲ့ယုံနဲ့အရှိထားလိုက်ယုံလေးနဲ့ ဟလာဒီဒုက္ခဆက်ကြီးပိဿသမုပ္ပါအဇရတန်ရဆကြီးလဲပါစေလို့ဆုတောင်းရတာမဟုတ်ဘဲနဲ့ဟလာထာဝရလက်ပတ်နေတာကိုတန်တရားလို့ခေါ်ပါတယ်လို့ပြောတယ်တော့နော်ဒါမှမဟုတ်ဟလာပိဿသမုပ္ပါတိဖို့ခဲ့တဲ့ထဲမှာပိဿသမုပ္ပါပါပါတယ်အပိဿသမုပ္ပါကိုသိပြီဆိုရင်တန်တရာရရနိုင်ခွင့်ရပါတယ်ကျွန်တော်တို့ကတရေတွေရဟနာဖြစ်မှတန်တရာရမယ်လို့ပဲတွေးထားကြတော့ပညာလန်းကတန်တရာရခွင့်ရတာတွေမယုံတော့ဘူးလို့ပြောတယ်နော်အခု ကိလေသာတွေကအာယုန်တွေပါအတ္တမပါဘူးအစင်တွေလို့သိတဲ့ဒုက္ခတွေကအာယုန်အရေးတွေအစင်မရှိလို့သိကြရတယ်ဆိုရင်အဝိဇ္ဇာခဏချုပ်တယ်လားအစင်ချုပ်တယ်လားမင်းအစင်ချုပ်ခွင့်ရတာလားဖြစ်ပါတယ်။အော်အဝိဇ္ဇာအစင်သေးသွားပြီးစင်ဆုပ်ခွင့်ရပြီဆိုရင်တန်တရာရခွင့်ရသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပိဿသမုပ္ပါတိကိုကက်တာလဲသာသနာတော်မှာဒုတိယအကက်ကြီးတစ်ကက်ပဲဖြစ်ပါတယ်။နောက်တစ်ခုကဇာတိတိဘုခက်တယ်။ဇာတိဆိုတာသုံးခုရှိတယ်ကျွန်တော်ခဏခဏပြောတယ်။ ပဲဇာတိတွေလည်းဟလာဇာတိဘာကြောင့်ဒီဘုခတ်တာလဲအာရိယကုလလည်းဆိုလည်းဘာဇာတိရှိတယ်။နောက်တကယ်ဖြစ်ဖြစ်တဲ့ယုံနံဇာတိရှိတယ်။ဥပါဒဏ်ယုံနံဇာတိရှိတယ်။ကုလလည်းဆိုလည်းဘာဇာတိရတော့တံဝေကရရမှာဖြစ်တယ်။ဟလာတကယ်ယုံနံကိုဥပါဒဏ်ဥပါဒဏ်ခန္ဓာမသိကြတော့တကယ်ယုံနံကိုဇာတိလုတ်ထားတယ်။အဲအဲဇာတိမရှိတဲ့နေရာအာဇာတဆိုတော့အဲဒီတကယ်ဖြစ်ဖြစ်တဲ့ယုံနံကြီးမရှိတဲ့နေရာနိဗ္ဗာန်လားလို့မေးရင် နိဗ္ဗာန်မဟုတ်ဘူးဥစ္စေတဒိဋ္ဌိပဲဖြစ်တယ်။တကယ်ပြည့်တဲ့ယုံနာမရှိနိဗ္ဗာန်ဘာမှမရှိတော့။တော်လို့ဥပ္ပနက္ခဏောဘေယဇာတိလို့ပြောတာ။တော်ဥပ္ပနက္ခဏဟိုဇာတိလို့ပြောတဲ့အတွက်ဥပ္ပနက္ခဏအစဉ်သွင်းရလို့သိရင်ဇာတိအစဉ်မရှိဘူးလို့သိပါတယ်။ဒါပေမဲ့အဲ့ဇာတိအစဉ်မရှိဘူးဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့ဇာတိတွေဖြစ်ခဲ့တာလဲ။ရရခဲ့တာလဲမရှိမလွားတဲ့ဘဝတန်တရားတွေဖြတ်တမ်းပြီးဇာတိတွေနဲ့ရခဲ့တာလဲမင်း။အဲ့ဇာတိတွေကိုမရှိတဲ့ဇာတိတွေကိုရှိတယ်လို့ယူခဲ့လို့ မှတ်ခဲ့လို့သိခဲ့လို့ယူမအမှန်မှအတိမှဆိုတော့ဝိပန္နသာတရားတွေကြောင့်ဒီနေ့ရှင်ဒီကျွန်တော်တို့ဇာတိတွေရခဲ့တာဖြစ်ပါလေသူဇာတိတွေအစင်မရှိဘူးလို့ဟလာကျွန်တော်တို့သိမြင်ခွင့်ရသွားပြီဆိုရင်တော့ဟလာတန္တရာမှာဇာတိအစင်မရှိဘူးဆိုရင်အဲတရားမြင်တဲ့နိဗ္ဗာန်နဲ့ကျွန်တော်ကျမတို့မြင်တဲ့နိဗ္ဗာန်နဲ့ထပ်တူထပ်မြတ်တူပါတယ် ဒါကြောင့်လို့ဇာတိတိဘုခတ်တယ်ဆိုတော့ဘယ်ဇာတိကိုတိဘုခတ်တာလဲတကယ်ဖြစ်ဖြစ်ယုံနာဇာတိနဲ့အာယုဥပဒကနာဇာတိကိုပိုင်းခြားပြီးတော့တိဘုခတ်ခဲတာကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်လို့ဥပဒကနာဇာတိကိုမြင်မှသာလင်ဇာတိအစဉ်မရှိတဲ့နိဗ္ဗာန်ကိုမြင်ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဟလာဇာတိကိုတိဘုခတ်တယ်ဆိုတော့သာသနာတော်မှာဟလာအခက်ကြီးတစ်ခက်ဖြစ်ပါတယ်တော့လေ။အခုကျတော့ဥပဒကနာကိုဇာတိလို့သိသွားပြီဖြစ်တဲ့အတွက်ဟလာဇာတိမရှိတဲ့နိဗ္ဗာန်ကိုလည်းကျွန်တော်တို့မြင်ခွင့်ရသွားပြီဖြစ်ပါတယ်။ နောက်တစ်ခုအရိယသစ္စာအတိကိုခတ်တယ်ပြောတာအရိယသစ္စာ၏ဟလာဟိုဘာကြောင့်အရိယသစ္စာအတိကိုခတ်တယ်လဲဒုက္ခသစ္စာပန်းချနိုင်ရင်ဒုက္ခသစ္စာကိုပယ်နိုင်မယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်မဂ်ကင်းရှိပါပြည့်မယ်ဆိုတာကျွန်တော်ဘုဂဝတ္တနာမှာလာကြတဲ့ပုဂ္ဂိုလ်တွေအားလုံးသိတယ်ဒါပြင်ဒါပေမဲ့ဒုက္ခသစ္စာကိုဘလို့ပန်းချမလဲလို့မေးတဲ့ခါကျတော့ဒုက္ခသစ္စာပန်းချတဲ့ပညာမရဒုက္ခသစ္စာပန်းချတဲ့ပညာမရတဲ့မြတ်ကလေးပဲလို့ဒုက္ခသစ္စာလည်းမပယ်နိုင်ဘူးနိဗ္ဗာန်လည်းမျက်မှောက်မပြုနိုင်ဘူးမဂ်ကင်းရှိပါလည်းမပြည့်ဘူး အခုတော့ကျွန်တော်တို့နတ်သက်လက္ခဏာငါးချက်ထိုက်တဲ့ခန္ဓာဥပါဒခန္ဓာဖြစ်ပါလေရာဒောဆိုဥပါဒခန္ဓာအာယုနှိစ္စတဲ့တရားဆိုအာယုဘောရယုံနာနေအရှိတိုင်းနှိစ္စခံမဲ့သူငါလို့ယူနှိစ္စခံမဲ့ရှင်းမောနှိစ္စခံမဲ့နှိစ္စတဲ့တရားဥပါဒခန္ဓာအာယုလာအနန္တဘဝလူသတ္တမသူမသိရင်နောက်တော့ဘဝတက်ပြအောင်မှာဘသူလဲဥပါဒခန္ဓာလို့အဲ့လိုသိရင်နှိစ္စတဲ့ပုဂ္ဂိုလ်ကဥပါဒခန္ဓာလို့သိပါ ။အော်အနစ်တာလားမရှိဘူးအချင်းကြီးဆိုတော့အဲဘွားတစ်ခုလုံးတာကုံဆုံးလာတာမရှိတာအရှိထားပြီးတော့ကျွန်တော်တို့နေနေကြတယ်။မရှိတာရဲ့ရှိတာကြီးပျော်ခဲ့တာယနေ့ချိန်ထိ။မရှိတာရဲ့အရှိထားပြီးဆင်းရဲခဲ့တာလည်းယနေ့ချိန်ထိပဲ။ဘွားရဲ့အနစ်တာလားကိုရှာပါဆိုရင်ဟလာဘယ်ဟာဘွားအနစ်တာလို့ပြောမလဲ။ဟလာ မရှိတဲ့အရာကြီးကိုအရှိထားပြီးတော့ နေလာခဲ့တဲ့ကုံဆုံးသွားတဲ့အချိန်ကာလကိုအနှစ်သာရလို့ပြောမလားဘုရားတော့ဒုက္ခလို့ပဲပြောပါတယ်ဒါမှမဟုတ်မင်းတို့မှာအနှစ်မရှိဘူးတန်ဖိုးမရှိဘူးမင်းတို့ရဲ့နေထိုင်ခြင်းတွေဟာနှစ်သာရမဲ့တယ်အချိန်ကြီးနေထိုင်ခြင်းသာဖြစ်တယ်လို့ဘုရားပြောတယ်ကျွန်တော်တို့ကတော့အဲ့ဒီအာယုန်ဏ်တွေအရှိထားပြီးနေရတာကိုတန်ဖိုးအရှိထားပြီးပြောတာတန်ဖိုးအရှိထားပြီးမနေရရင်စိတ်ညစ်တယ် အရိယာကြီးအမြင်နဲ့ကျွန်တော်တို့အမြင်နဲ့ရတော့အဲအီဇင်ဝက်စ်ပဲဟလာအရှိနဲ့အနောက်ပဲဟာဘဝရဲ့တနေ့ကိုတနေ့တာကိုဖြတ်သန်းသွားတဲ့အချိန်မှာကျွန်တော်တို့ဘာတွေနဲ့ဖြတ်သန်းခဲ့ကြသလဲအရှိသားပြီးတော့တွေ့ရင်တော်လောကောင်းအရှိသားပြီးပြင်တော်လောကောင်းကျွန်တော်တို့ရဲ့အဲ24နှစ်တော့အချိန်တွေကိုအချိန်တော်တော်များများဖြတ်သန်းနေကြပါတယ်အဲ့ဖြတ်သန်းနေထိုင်ခြင်းကဘုရားရှင်လိုတော့မကြိုက်ပါဘူး အဲ့ဒါတွေကတန်ဖိုးမဲ့တဲ့ဘဝတွေပါနှစ်သာရမဲ့တဲ့ဘဝတွေပါအချင်းကြီးမဲ့တဲ့ဘဝတွေပါလို့ပြောရမြင်စေချင်ပါတယ်။ဒါဒီဘဝတွေကထွက်မြောက်အောင်သူကတိုက်တွန်းပါတယ်နှိုးဆော်ပါတယ်ဘဝတွေကိုမတက်မဲ့အောင်မခင်မင်အောင်ဒါမှမဟုတ်ဇာတိကိုမပြောအောင်ဇာတိကိုမုန်းအောင်ဇရာကိုမုန်းအောင်ပုံနာတိမုန်းအောင်လမ်းညွှန်ဟောကြားခဲ့ပါတယ်ဘုရားရှင်ကတော့เนาะကျွန်တော်တို့ကတော့အဲဒီဇာတိဇာတိကြားထဲမှာပဲအချိန်တွေကုန်ပြီးတော့ကျွန်တော်တို့ပြောနေကြတာများပါတယ် တောင်းလို့အရိယတစ္ဆာဆိုတာဘာလဲလို့မေးရင်အဲ့လိုမရှိတဲ့အာယုဏန်တွေကိုအရှိထားပြီးတော့နှစ်သက်တဲ့လမ်းကလည်းပဲအဲ့ဒါကာမဇောင်းကနှစ်သာရရှိတဲ့လမ်းမဟုတ်ဘူးဒုက္ခချုပ်ရဲ့လမ်းကိုမရောက်ဘူးအဲ့မရှိတဲ့အာယုဏန်တွေအရှိထားပြီးတဲ့လမ်းကလည်းပဲဒါလည်းအတ္တကိနေမရလမ်းကြီးမင်းကပြင်းမှန်းစင်းတဲ့လမ်းကြီးဒါလည်းပဲဒုက္ခချုပ်တဲ့လမ်းမဟုတ်ဘူးဆင်းရဲကုန်တဲ့လမ်းမဟုတ်ဘူးဆိုပြောမှာသုံးနှစ်ပါးလွတ်တဲ့အကြောင်းကိုဘုရားရှင်က ဟောကြားပြခဲ့ပါတယ်အဲ့ဒီသစ္စာတွေကဘာလဲဆိုရင်အဲ့ဒါဒုက္ခအစဉ်ချုပ်နေပါတယ်နိဗ္ဗာန်အဲ့ဒါအဲ့ဒီအစွန်နှစ်ပါးလွတ်ပြီးနေတာကအလေလက်လမ်းစဉ်ဖြစ်ပါတယ်ဆိုပြီးတော့ရရှင်အရိယသစ္စာတွေဟောကြားခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်ဥပ္ပဒါအရိယသစ္စာတွေအတိအဝင်ရသွားပြီဥပ္ပနကနာဗသစ္စာလည်းမေးဒုက္ခသစ္စာဖြစ်ပါတယ်သုရတ္တဇာနဲ့ဒုက္ခတ္တဇာဥပ္ပနကနာ အဲဥပါဏကဏဒုက္ခသစ္စာဖြစ်စေမှမရှိလို့တည်တာနိရောဓသစ္စာစင်ကြယ်ပါလို့တည်တာမေဃသစ္စာအဲလိုအရိယသစ္စာတွေကိုအခုကသိခွင့်ရရမှဖြစ်ပါတယ်။ဒါကြောင့်မလို့နံပါတ်၁ကဥပါဏကဏသိရင်ပဲပုဂ္ဂတရဝစေတုံးနာကိုတည်တဲ့ဇာတိသိပါတယ်။ဥပါဏကဏသိလို့ရှိရင်အလားဒီပရိစ္ဆေသမုပ္ပါဆိုတဲ့တရားကြီးကိုလည်းသိပါတယ်။ဥပါဏကဏသိလို့ရှိရင်အရိယသစ္စာတွေကိုလည်းသိပါတယ်။ဒါကြောင့်မလို့သာသနာတော်မှာ ကကြီးလေးကဲဆိုတာသတိပြန်လန်းကသွားကြမယ်တစ္ဆာမတိပဲနိဗ္ဗာန်ကိုကြိုးစားအထုတ်ပွားများကြမယ်ဆိုရင်တော့အဓိကဒီကတစ္ဆာမတိမြင်မြဲနိဗ္ဗာန်အထုတ်မယ်ဆိုတော့ဘုဇုဆယ်ပြိတယ်မာခဲ့ပါတယ်နိဗ္ဗာန်မတိရင်ဩစိတဒိဋ္ဌိဖြစ်တဲ့ကွာဩစိတဒိဋ္ဌိတန်လန်းနဲ့အထုတ်ရင်260အထုတ်အားမဖြစ်ဘူးလေအာနိဗ္ဗာန်တည်ပြီးမှအထုတ်ကိုတိုက်တွန်းပါတယ်ဆိုတာဝိဝေကထောအဲ့မှာဘုဇုဆယ်ပြိတယ်ဒီဝင်ဟောကြားခဲ့ပြီးတာဖြစ်ပါတယ်အဲ့တော့ download စ္စာတွေသိမြင်ပြီးတော့မှဟလာအခုဒီဘက်ကလမ်းကတော့တွေ့ပါတယ်တစ္စာလေးပါးပုံမှာတစ္စညာအိစညာကတညာတော့သိမြင်မယ်ဆိုရင်အဲအကုန်ပြောနေလွယ်ကူသောအတိနဲ့သိမြင်သောအတိနဲ့ဟလာကျွန်တော်တို့ဒီရာဘောတန္တရာတွေကပြုံးအောင်ရေးကြမှာဖြစ်ပါတယ်